ားလုံးမင်္ဂလာပါဗျာကျွန်တော်ကို anatomy course နဲ့ပတ်သက်လို့လာမေးထားတာလေးတွေရှိလို့အဲ့ဒါလေးတွေပြန်ဖြေပေးခြင်းပါတယ်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်က anatomy course ကို online ကနေပြီးတော့သင်တန်းဖွင့်ဖို့ရှိလားလို့လာမေးထားတာလေးရှိပါတယ်ဗျာအဲ့ဒီအတွက်တော့အခုချိန်ထိတော့ကျွန်တော် anatomy course ကို online ကနေဖွင့်ဖို့အစီအစဉ်မရှိသေးပါဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော် anatomy course သင်ရင်းနဲ့ visit arsenal တွေ visit poster တွေ visit exercise တွေအတွက်ကို alignment adjustment မှာတစ်ခါတည်းပြင်ပေးခြင်းတဲ့အတွက်ကြောင့်မလို့ online ကတင်ကျွန်တော်အားမရပါဘူးအဲ့အတွက်ကြောင့်မလို့ခုလောလောဆယ်မှာ online class ဖွင့်ဖို့အတွက် season မရှိသေးပါဘူးအချိန်နေမပေးသေးလို့ online ကတက်ချင်နေဆိုရင်အခြားသော medical professional တွေဖွင့်နေတဲ့ anatomy course တွေရှိပါတယ်စိတ်ပညာအကြောင်းကိုအများကြီးလက်လက်နေနေကြည်ကြည်ပြပြန်နေပူသိရပါလိမ့်မယ်အဲ့ဒီမှာတက်လို့ရပါတယ်ခင်ဗျာနောက်တစ်ချက်ကတော့ in person class လာပြီးတော့မ join နိုင်သေးတဲ့သူတွေအတွက် အွန်လိုင်းကနေပြီးတော့အထိုက်လျောက်လေ့လာလို့ရမယ်နားလည်နိုင်စေမယ့်အစီအစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်အခုအထာယောဂကော်နာကနေပြီးတော့ဖွင့်လှစ်ပြစီခဲ့တာ basic anatomy course batch 1 batch 2နှစ်ခုရှိပါတယ်အဲ့ဒီ batch 1 batch 2ရဲ့နောက်ဆုံးနေ့တွေမှာကျွန်တော်တို့ certification test အနေနဲ့အာစာမေးပွဲလေးဖြေရပါတယ်ဗျအဓိကတော့ဒီတင်ယူခဲ့တဲ့ရက်တွေမှာ ပိုဘာတွေကောင်းကောင်းသိသွားပြီလေဘာတွေမသိသေးဘူးလေဘာဆက်လေ့လာရမလဲဆိုတော့တကယ်ကိုယ်ဝယ်သိစေချင်လို့ဖြေခိုင်းတဲ့စာမေးပွဲလေးတွေဖြစ်ပါတယ်အဲ့ဒီ test လေးနှစ်စုံရှိပါတယ်နှစ်စုံကိုကျွန်တော်ဒီ post ရဲ့ comment မှာတင်ပေးထားပါမယ်အဲ့ဒီ comment မှာတင်ထားတဲ့ post လေးတွေကိုအာဘေးကွန်းလေးတွေကို like ဖြည့်ကြည့်လို့ရပါတယ်။အဖြည့်ကြည့်ပြီးသွားရင်ကျွန်တော်နောက်ပိုင်းရက်တွေမှာလည်းအချိန်ရရသလိုတစ်ရက်ကိုမေးခွန်း2ခု3ခုဖြည့်ပြပါမယ်။အဲ့ဒီမှာဘာဖြစ်လို့ဒီဖြည့်ရလဲဆိုတဲ့ဟာကို ရှင်းပြရင်လည်းကျွန်တော်တို့ထောက်ပံ့လေးဖြစ်မယ်လို့ထင်ပါတယ်။အဲအဲ့ဒါလေးနှစ်ခုပြောပြခြင်းပါတယ်ခင်ဗျာ။မိကုန်းထဲမှာမပါပဲနဲ့ကျွန်တော်တို့သိကျင်တာလေးတွေမိကျင်တာလေးတွေရှိရင်လည်းအထာယောဂကော်နာရဲ့ Facebook page နဲ့ဒီ TikTok page မှာ Messenger မှာကျွန်တော်ကိုမေးလို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။